ိမ်မွေးတွေ့ဆန်တွေဟာကျွန်တော်တို့ရဲ့အကောင်းဆုံးပုံမှန်တွေပါသူတို့ဟာကျွန်တော်တို့ပျော်ရွှင်စေတဲ့စိတ်ဖိစီးမှုတွေကို ရော့ကျစေနိုင်တဲ့အပြင်နှလုံးကျန်းမာရေးပါအထောက်အကူပေးနိုင်ပါတယ်ဒါပေမဲ့အဲ့ဒီချစ်စရာကောင်းတဲ့အိမ်မွေးတွေ့ဆန်တွေကနေလူကိုကူးစက်တတ်တဲ့ယောဂတွေပါသိဆောင်လာနိုင်တယ်ဆိုတာကိုသိပါသလားမိင်္ဂလာပါ idea 134အနေပြန်လည်ကြိုဆိုပါတယ်ဒီဗီဒီယိုမှာတော့အိမ်မွေးတွေ့ဆန်တွေကနေကူးစက်တတ်တဲ့ယောဂတွေဘလို့ကူးစက်လဲ ဘလိုလက္ခဏာတွေကိုသတိထားရမလဲနောက်အရေးကြီးဆုံးအနေနဲ့ကိုကိုကိုနဲ့ကိုမိသားစုကိုဘလိုကာကွယ်ရမလဲဆိုတော့ကိုပြောပြပေးသွားမှာပါအိမ်မွေးတိရစ္ဆာန်တွေကနေကူးစက်တဲ့ယောဂတွေဆိုတာပါလေအိမ်မွေးတိရစ္ဆာန်တွေကနေကူးစက်တဲ့ယောဂတွေကိုတိရစ္ဆာန်ကနေပြီးတော့လူကိုကူးစက်တဲ့ယောဂများ zoonotic disease လို့ခေါ်ပါတယ်ဒီယောဂတွေဟာ bacteria virus မို့ဒါမှမဟုတ်ကပ်ပါးပိုးတွေကြောင့်ဖြစ်နိုင်ပါတယ်၎င်းတို့ဟာတိလေးတွေအကြိုက်ခံရတာကုတ်ချစ်ခံရတာ C မစင်ဒါမှမဟုတ်တရေတွေကနေပြီးတော့တဆင့်ကုဆတ်နိုင်ပါတယ်။အိမ်မွေးတိရစ္ဆာန်တိုင်းကယောဂရှိရတော့မဟုတ်ပါဘူး။အများစုကကျမကြီးကောင်းကြပါတယ်။ဒါပေမဲ့မိမိတို့အိမ်သားတွေဖြစ်တဲ့အထူးသဖြင့်ကလေးငယ်တွေတက်ကြီးရွယ်တွေဒါမှမဟုတ်ကိုဝင်ဆောင်အမျိုးသမီးတွေရှိရင်တော့တီလေးတွေစီကကုဆတ်နိုင်တဲ့အန်ဒီယယ်ကိုနားလည်ထားတာပိုကောင်းပါတယ်။ဒီတော့အိမ်မွေးတိရစ္ဆာန်တွေကနေကုဆတ်တတ်တဲ့အဖြစ်များတဲ့ယောဂတွေကိုပြောပြပါမယ်။နံပါတ်1ခွေးဥပံယောဂါ ပြီးတော့အတိအများဆုံးဖြစ်တဲ့ခွေးဥပြင်ယောဂာနဲ့စလိုက်ပါမယ်ဒီယောဂာဟာအသက်ဆုံးရှုံးနိုင်တဲ့ virus ယောဂာဖြစ်ပြီးတော့အထူးသဖြင့်ခွေးနဲ့ကြောင်လို့ယောဂာရှိရဲ့ trace တွေကြိုက်တာဒါမှမဟုတ်တွေရနေတဲ့ဆင့်ကူးစက်ခံရတာပါယောဂာလက္ခဏာအနေနဲ့ကတော့ဖျားတာစိတ်တွေပုံမှန်မဟုတ်တာရေကြောက်တာအကြောတေတာလိုမျိုးလက္ခဏာတွေပေါ်လာပြီဆိုရင်တော့စိတ်မကောင်းစရာအနေနဲ့မလွှဲမရှောင်တာပဲနဲ့အသက်ဆုံးရှုံးရမှာဖြစ်ပါတယ်ဒါက သူ့ရဲ့လက္ခဏာတွေပေါ်ပေါက်လာနိုင်တယ်ဆိုရင်အသက်ဆုံးရှုံးရမှာမလွဲမသွေပဲဆိုပေမဲ့သတင်းကောင်းအနေနဲ့တော့ဒီယောဂါကိုမဖြစ်ခင်ကာကွယ်ဆေးထိုးထားခြင်းအဖြစ်တရားရာခိုင်နှုန်းကာဝယ်နိုင်ပါတယ်။ဒီတော့အိမ်မွေးတိရစ္ဆာန်တွေရောလူတွေရောပါဆေးပတ်လဲအောင်ဆေး dose ကိုအပြည့်အဝထိုးထားခြင်းပါတယ်။နောက်တစ်ခုကတော့အင်္ဂလိပ်လို cat's crust disease လို့ခေါ်တဲ့ကြောင်ကုတ်ခံရခြင်းကြောင့်ဖြစ်တဲ့ယောဂါပါ။ဒီယောဂါကြတော့ ဘတ်တိုနဲလာလို့ခေါ်တဲ့ဘက်တီးရီးယားပိုးဆောင်ဖြစ်ပြီးတော့ရောဂါရှိတဲ့အကြောင်းကကုတ်တာဒါမှမဟုတ်ကိုက်လိုက်တဲ့အခါကူးစက်ခံရနိုင်ပါတယ်။မိမိရဲ့ခန္ဓာကိုယ်ကပြန်ရည်ချိန်တွေရောင်းတာဒါမှမဟုတ်ဖျားတာနှုံးချီတာမျိုးကိုလက္ခဏာရည်အနေနဲ့တတိထားနိုင်ပါတယ်။ပုံမှန်အားဖြင့်တော့မပြင်းထန်ပေမဲ့ကိုယ်ခံအားနည်းတဲ့သူတွေမှာတော့ဒီလက္ခဏာတွေကပြင်းထန်နိုင်ပါတယ်။ဒါကြောင့်ကြောင်တွေရဲ့လက်သေးကိုပုံမှန်ညှက်ပေးပြီးတော့ကုတ်ခံရရင်ချက်ချင်းအနာကိုအမြန်ဆေးကျော်ဖို့လိုပါတယ်။ နံပါတ်3နေနေကတော့အင်္ဂလိပ်လို toxoplasmosis လို့ခေါ်ပါတယ်။ဒီရောဂါကတော့နာမည်ကြီးပါတယ်။အထူးသဖြင့်တော့ကိုဝင်ဆောင်မျိုးသမီးတွေအထူးတတိထားမယ့်ရောဂါပါ။ဒီဟာကြောင်ရဲ့မစင်မှာတွေ့ရတဲ့ toxoplasma gondii ဆိုတဲ့ကပ်ပါးပိုးကြောင့်ဖြစ်စေတာဖြစ်ပါတယ်။ကျန်းမာရေးသူအများစုကတော့တုတ်ကွေးလိုမျိုးလက္ခဏာပျော်စားပဲခံစားရပေမဲ့ကိုဝင်ဆောင်မိခင်တွေကတော့မိမိမွေးလာတဲ့ကလေးတွေမှာမွေးရပါချွင်ချက်တွေဒါမှမဟုတ်ကိုဝင်ပြက်ကြတာမျိုးအထိဖြစ်စေနိုင်ပါတယ်။ ီဟာကိုကာကွယ်ဖို့ဆိုရင်ကြောင်အငြိစေးစွန်တဲ့တဲအိုးကိုတန်ရှင်းရေးလုပ်တဲ့အခါလက်အိတ်ဝတ်ကမယ်နောက်ပြီးတော့အသားစိမ့်အနေနဲ့မစေးကြောရတဲ့ဟင်းဒီဟိရတွေကိုစားသုံးခြင်းအနေရှောင်ကျင်းပါမယ်နံပါတ်၄ကတော့ပွေးပါဟုတ်ပါတယ်သူကအင်္ဂလိပ်လိုခေါ်နာမည်က Rimworm လို့ခေါ်ပေမဲ့1မိနစ်အစိုင်းတော့ဘာမှမဟုတ်ဘူးပေါ့နော်ဒီကောင်ကမှုယောဂတစ်မျိုးပဲဖြစ်ပါတယ်အဲသူကယောဂရှိတဲ့တရိတ်ဆိုင်အခြေပြဒါမှမဟုတ်အမွှေးကိုထိမိခြင်းနဲ့စစ်စစ်ကူးဆက်နိုင်ပါတယ်ကူးဆက်ခံရပြီဆို အရေးပြားမှာစက်ဝိုင်းပုံအနီးကွက်တွေတွေ့ရပါလိမ့်မယ်။ရားပါလိမ့်မယ်။ဒီရာကိုကာကွယ်ဖို့အတွက်ကတော့အိမ်မွေးတိရစ္ဆာန်တွေကိုပုံမှန်တန်ရှင်းရေးလုပ်ပေးပါ။မိမိရဲ့လက်ကိုအိမ်မွေးတိရစ္ဆာန်တိလေးတွေကိုကန်ပြီးတိုင်းဈေးပါ။ယောဂါရှိနေတဲ့တိရစ္ဆာန်ကိုအမြန်ကုသပေးပါ။နံပါတ်9အနေနဲ့ကတော့ leptospirosis ပါဒီဟာကတော့ခွေးတွေဒါမှမဟုတ်ကြွက်တွေရဲ့စီးရနဲ့တဆင့်ကူးစက်နိုင်တဲ့ဘက်တီးရီးယားပိုဖြစ်ပါတယ်ညေကြီးဒါမှမဟုတ်ရေရနဲ့တဆင့်လူကိုကူးစက်နိုင်ပါတယ် လူတွေမှာအပြားကြည့်တာအသားပါတာပြင်ကြောက်ကက်ဒါမှမဟုတ်အသေးပျက်စီးစရာမျိုးဖြစ်နိုင်ပါတယ်ဒီတော့ခွေးတွေကိုကာကွယ်ဆေးထိုးတာအပြင်မိမိအားတတ်နိုင်သမျှရေစိုးရေမြင့်မြောင်းရေအစရှိတဲ့ရေတွေကိုထိတွေ့ခြင်းအနေနဲ့ပြီးတော့ရှောင်ကျင်ခြင်းအဖြစ်ကာကွယ်လို့ရပါတယ်နောက်တစ်ခုကတော့ Salmonella နဲ့ Campylobacter လို့ခေါ်တဲ့ကောင်တွေဖြစ်ပါတယ်ဒီကောင်တွေဟာလိမ့်နဲ့မွေလိုမျိုး Reptiles တွေမှာဒါမှမဟုတ်အော်ကြက်ပေါက်လေးတွေမှာအဲ့ဒီပိုးတွေကိုတည်ဆောင်ထားနိုင်ပါတယ် သူတို့တွေကအဲ့ဒီကိုယ့်ရဲ့တင်မွေးလေးတွေကတန်ရှင်းနေပုံရနေတာမှသူတို့ကိုဂင်တွေအားနေတစ်စက်ဒီပိုးမွားတွေကို ပြန်ပွားစေနိုင်ပါတယ်လူတွေမှာအဲ့ပိုးမွားတွေရောက်လာရင်ဝမ်းလျှော့တာအန်တာဖျားတာတွေကို ဖြစ်စေနိုင်ပါတယ်ဒါကြောင့်သူတို့ကိုဂင်တွေပြီးတိုင်းအထူးသဖြင့်အစာမစားခင်မှာလက်ကိုအမြဲတမ်းဆေးဖို့လိုပါတယ်ဘယ်သူမှဆိုတိလေးတွေမွေးထားတဲ့ဒီတိုင်းဒီယောဂတွေကုသနိုင်ပေမဲ့တချို့လူတွေမှာတော့ပိုပြီးတော့ဖြစ်နိုင်ခြင်းများပါတယ် ဘသူတွေလဲဆိုတော့ကလေးငယ်တွေဖြစ်ပါတယ်ကလေးငယ်တွေကအိမ်မွေးတိရစ္ဆာန်တွေနဲ့နီးနီးကပ်ကပ်ကစားတတ်ကြပြီးတော့သူတို့ဟာသူတို့ကိုယ်တိုင်လက်ဆေးဖို့မိနေတတ်တဲ့အတွက်ကလေးငယ်တွေကကုနိုင်ချေပုံများပါတယ်နောက်တစ်ခုကကြတော့ကိုဝင်ဆောင်အမျိုးသမီးတွေခုနကလိုမျိုးပြောခဲ့တဲ့ toxoplasmosis ဆိုရင်ကိုဝင်ပြက်ကျစေနိုင်တဲ့အထိဖြစ်စေနိုင်တဲ့အတွက်ကြောင့်ဒီဟာကိုအထူးသတိထားပါမယ်နောက်တစ်ခုကတက်ကြီးရွယ်အိုရင်းနဲ့ကိုခံအားနည်းသူတွေ ဥပမာစီးဆိုသမားတွေဒါမှမဟုတ် HIV AIDS ရောဂါဝေဒနာရှင်တွေမှာဒီလိုမျိုးတိလေးအရာနဲ့တစ်ဆင့်ကိုဆက်တတ်တဲ့ရောဂါတွေကိုအထူးသတိပြုဖို့လိုပါမယ်။ဒီရောဂါတွေထဲမှာပါဝင်နေဆိုရင်တော့တန်ရှင်းရင်းနဲ့အိမ်မွေးတိရစ္ဆာန်တွေကိုကင်တွဲနေမှာပို့ပြီးတော့သတိထားဖို့လိုပါလိမ့်မယ်။ကျွန်တော်ဒီမိနစ်အမြဝေဖန်တဲ့အကြောင်းအရာလေးရောဒီလောက်ပါပဲ။နောက်ဗီဒီယိုမှာတွေ့ပါမယ်။